အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါ Liverpool ကအခုသူတို့လူငယ်ကစားမလေး Rio Angulo ဟာပေါ့လေအိုက်ချာတိတ်လေးကို Professional စာချုပ်ချုပ်လိုက်တာပေါ့လေ Chelsea ကသူတို့ခေါ်လိုက်တယ်ရောက်လာတဲ့ဒီချာတိတ်လေးကိုအခု Liverpool က2028ခုနှစ်ဒီတရားဝင် Professional ချုပ်ပြီအသက်၁၆ပဲရှိတဲ့ဒီကစားမလေးကို Liverpool ကဒီအာတီမှာတော်တော်လေးအားကိုးရတယ်အခုနောက်ပိုင်းဆိုရင် Nibia Arnislo က အသင်းအနိုင်ရဖို့ဆိုရင်ဖက်ဒရီကိုခီးစားနဲ့သူ့ကိုအငဲတဲ့ထည့်သွင်းထားတယ်ခီးစားဆိုရင်အသင်းဝင်လာပြီးတိုင်းမှာတော်တော်အားကိုးရတဲ့ကစားမှဖြစ်ပြီးတော့ခုလက်ရှိမှာလီဗာပူးကအန်ဂူမိုဟာဒါရီယိုအန်ဂူမိုဟာကိုကာလာရှေချာသုံးနှစ်တိုးထားတယ်ဆိုတော့အဲ့လူငယ်အကယ်ဒမီကစားမလေးကိုဗောလေအကယ်ဒမီတော့မဟုတ်ဗောလေအကယ်ဒမီရွယ်ကစားမလေးကိုလီဗာပူးကဘလောက်ထိပေးလဲဆိုတော့တပတ်ကိုပေါင်9200ဒါဒီဘယ်လိုပြောမလဲဆိုတော့ ဆိုတော့တနစ်ကိုပေါင်9200 2000ရတယ်ပုံမှန်အဖြစ်ကကျွန်တော်တို့ academy ပေါ့လေတပတ်မို့တနစ်ကိုပေါင်9200 2000ရတယ်ပုံမှန်အဖြစ်ကလူငယ် academy ကစားမတစ်ယောက်အတွက်ကအဲ့လောက်မရဘူးကျွန်တော်နားလည်ထားတာကအပြာအခု Manchester United မှာ Marcus Rashford အပါအဝင်လူငယ်တွေထွက်လာတယ် Mason Greenwood ထွက်လာတယ်ဒီလိုပဲ Kobe Mainu အပါအဝင်လူငယ်လေးတွေ Arsenal မှာ Saka တို့စတက်လာချိန်မှာသူတို့ရဲ့ဝင်ငွေကတပတ်ကို300ပဲရတာ တပတ်ကို300ဗျာတပတ်ကို300ပဲသူတို့ရတယ်ကျွန်တော်နားလေတာတပတ်ကို300နဲ့တစ်လောက်ကိုသူတို့1000ရရတယ်ဒါ300နဲ့တစ်လောက်1000 1000ဆိုမှစနစ်နဲ့စနစ်ပေါ့လေတတနစ်လုံးမှ2400 2500နဲ့ပုံမရဘူးဒါဒါပေမဲ့သူတို့အခုလူငယ်ကစားမလေးဖြစ်တဲ့ဒါ Rio Angumo ဟာကိုတနစ်ကို9200ထိပေးတယ်ဆိုတော့သူလက်ရှိရနေတဲ့ current current ပေါ့လေဒါ current ဒါ market ဒီဒီရရှိနေတဲ့ current ရဲ့ဒါ salary ရဲ့အစပေါင်း360တိရှိတယ်။ဒါအစ360ဆိုတော့ဒါအောင်ကြီးချပြည့်ဒီလူငယ် chart တွေသူတို့ကအခုနောက်တစ်ခုကသူ့ professional စာချုပ်ပဲချုပ်လို့ရသေးတယ်။ဟို contract အကြီးချုပ်လို့မရသေးဘူး။ဘာလို့အသက်ဆက်နေမပြည့်သေးတဲ့အတွက်ကြောင့်ဆိုတော့သူကအခု club ရဲ့ဒီ major dressing အဓိကပထမအသင်း dressing room တွေပဲသူတွားလို့မရဘူး။ တုံးလို့ရတယ်ဒါပေမဲ့အဲ့ချက်မှာသွားပြီးလဲတာတော့ဘာမှမရောက်သူကလူငယ် dressing room ပဲသွားတာဘာကြောင့်လဲဆိုတော့ Spanish rule နဲ့ English rule နဲ့ Italian rule နဲ့မတူ English rule ကအသက်16နှစ်မပြည့်သေးလို့ရှိရင်လူကြီးတွေတုံးတဲ့အတုံးဆောင်လူကြီးတွေသွားတဲ့အခန်းတွေကျသွားခွင့်မပေးဘူးအဲ့အချက်ကြောင့်လည်းပါတယ်ဆိုတော့ Rio Angamoa ကိုလေဘာဘူးကတုံးနေချုပ်တယ်ဒါတနည်းနဲ့တနည်းထက်ထက်တိုးသွားမယ်အခုလောလောဆယ်မှာ9000တနည်းကိုရရတယ်ထားပါတော့တခြားအသားမတွေရရတယ်ဆာလတ်ဆိုပါဦးသူတပတ်ကို3သိန်းခွဲလောက်ရအားရနေရှင်တော့ကွာတော့ကွာတော့ဗလေဒါပေမဲ့ तू က scholarship graduate ဒါ contract ပေါ့လေဆိုတော့လူငယ် scholarship contract တော့အဲ့လောက်ပဲရတယ်ဒါပေမဲ့ club ကသူ့ကိုဒါ session နေပြည့်တဲ့ချိန်မှာ proper contract ချုပ်မယ်အဲ့ contract မှာတော့ဒီတက်ပူရမယ်အခုလောလောဆယ်မှာ9000 plus တနည်းပြီးတနည်းတိုင်းမှာသူ bonus တွေရမယ်ပြီးတာလည်းနောက်တစ်ချိန် proper contract ချုပ်ရင်သူကတပတ်ကိုအနည်းဆုံး8000လို့တသိန်းလို့တချို့လို့အခုလက်ရှိကစားမားတွေဆိုခနာတိဆိုရင်အခုလက်ရှိမှာတပတ်ကို6000ခွဲပဲရတယ်ဆိုတော့အခုဒီအသင်းကအခုနီးပြဒီ အာနီစရောကဘာပြောလဲဆိုဒီဖက်ဒရီကိုခီးစားဟာသူ့အတွက်ရေးပါတဲ့အစိမ့်ပိုင်းတစ်ခုဖြစ်တယ်ဒီစားမားဟာသူ့အတွက်ရေးပါတဲ့အတွက်ကြောင့်စောင်းရသည်မှာအသင်းကထွက်ခွင့်မပေးလို့ပြီးခဲ့တဲ့နွေရာသီတုန်းကလည်းသူ့ကိုခေါ်ချင်တဲ့ကလပ်တွေအားလုံးကိုသူတို့ပယ်ချပြီးတော့ဆက်ထိန်ထားခဲ့တယ်တကယ်လည်းမှန်တယ်ခီးစားကသူဝင်လာပြီးတဲ့ပွဲတိုင်းမှာလီဗာပူးကိုအမြဲကယ်တယ်ကျွန်တော်တို့ဟိုဒီကာဘောင်ကတ်တုန်းကလည်းဆန်တလန်နဲ့ဆောင်းတန်နဲ့ပွဲမှာလည်းသူခြေစွမ်းပြပြီးနှစ်ကိုဖန်တီးတယ်ဟိုဒီ ဘလို့ပြောမလဲဘုံမောင်းနဲ့ပွဲတော်ကလည်းသူဝင်ပြီးကိုသွင်းနဲ့ပွဲတိုင်းနှိပါမှာခီးစာဟာ impact ဖြစ်တဲ့အာကိုရတကယ်တော့ဗျာဒါအခုလီဗာပူးကိုရောက်နေလို့ခီးစာမကစားလို့တကယ်တော့ခီးစာဝေါ်ကလပ်စင်ပြီးသားကျွန်တော်မှတ်ပြီလားယူရို2022မှာ21မှာသူအရန်ကောင်းတယ်တင်းမို့တကြီးကတော့မပါတယ်ဗျာယူရိုသင်းထဲမှာသူ injury ဖြစ်တယ်တော့လောက်ဖြစ်သွားဆိုလီဗာပူးကခီးစာကိုဒါဆက်ထိန်ထားတာဆုံးဖြတ်ချက်ကမှန်ကန်ပြီးတော့စောင့်ရသည်မှာရောင်းဖို့မရှိလို့လူငယ်ကစားမလေးကိုလေဒါ academy graduate လောက်ခလာစာရဲ့အစ 360ထိတိုးမြင့်ပေးထားတာဖြစ်ပါတယ်အားလုံးကျေးဇူးပါတယ်